လာပါရှင်။ဗမာခေတ်တဲ့တရင်ဌာနမှကြိုဆိုလိုက်ပါရရှင်။ယခုအချိန်မှစပြီးဇွန်လ၄ရက်နေ့စိတ်ဝင်စားဖို့ထိတ်တန့်ရောက်တဲ့တရင်များကိုအစီအခံတင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးတရင်အနေနဲ့စစ်လေရင်များကတေဘောဘောစကန်မကြစေရင်ဘုံကျဲခုံကန်စင်မိမိတပ်ဖွဲ့ပေါ်ဘုံမကျဲချမီ၍စစ်ကောင်စီတပ်ဖွဲ့ဝင်30ကျော်တေဆုံးသွားခဲ့ပြီးကျန်စစ်သားများအလုံးအလံဖြူထောင်လက်နက်ချဆွဲတဲ့တရင်မျိုးဖြစ်ပါရရှင်။ ထိုင်းမြန်မာနယ်စပ်ရှိသေဘောဘိုစကန်ကို KNL တပ်များကရမန်နေ့အပြင်ထံထိုးစစ်ဆင်စဉ်သေဘောဘိုစကန်မကြစေရေးစစ်ကောင်စီကတိုက်လေရင်များဖြင့်ပုံချေခုခံစဉ်မိမိတပ်ဖွဲ့ပေါ်ဘုံမကျဲချမိ၍စစ်ကောင်စီတပ်ဖွဲ့ဝင်30ဦးသေဆုံးသွားခဲ့ကြောင်းထိုင်းမြန်မာနယ်စပ်စစ်ရေးတရင်ရှင်မြေကရန်ကုန်ခေတ်တရင်ဌာနထံသို့ပြောဆိုသည် ရှမန်နေဇွန်လ3ရက်နေ့ညနေပိုင်းတွင် KNL ပူပေါင်းတပ်များကတေဘော့ဘူစခန်းကိုအပိသက်တိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့ကြောင်းရင်းတို့မသိမ်းပိုင်နိုင်မီစစ်ကောင်စီကတိုက်လေရင်များဖြင့်အဆက်မပြတ်ပုံချဲခုခံပစ်ခတ်ခဲ့ကြောင်းတို့ရရင်စစ်ရေးများက၎င်း၏တပ်ဖွဲ့ဝင်များအပေါ်ဘုံမကျဲချမီ၍စစ်ကောင်စီတပ်ဖွဲ့ဝင်30တိဆုံးခဲ့ပြီးကြံရှိသောစစ်ကောင်စီတပ်ဖွဲ့ဝင်များမှလည်းလက်နက်ချအညာခံအလံပြူထောင်ခဲ့ကြကြောင်းထို့နောက် KNL ပူပေါင်းတပ်များကတေဘော့ဘူစခန်းကိုအပိသက်သိမ်းပိုင်နိုင်ခဲ့ကြောင်းသိရှိရသည် ကနအိုးတရတာကတိုက်လေရင်တွေကဘုံမကျဲတာတေပေါ်ဖို့စခန်းက30လောက်တိတ်ဆုံးနေသူတို့စစ်ကူပြက်ခတ်တာတွေကသူတို့လူပြန်ထိတယ်လို့တရတွေဟုထိုင်းမြန်မာနယ်စပ်စည်ရဲတဲ့ရင်မြကပြောဆိုသည်ရှမန်နေတေပေါ်ဖို့စခန်းတွင်တိုက်ပွဲတွင်တော်လိုင်းတက်များဘက်မှတိတ်ဆုံးမှုမရှိဘဲရဲဘော်လေးကိုအပြင်းထန်တရားရရှိကြောင်းသိရှိရသည် စစ်ကောင်စီတရေတိဘောဘူစခန်းကိုတော်လန်တက်များကရရှိသွားပြီးဖြစ်၍ထိုင်းမြန်မာနယ်စပ်တွင်စစ်ကောင်စီတပ်စခန်းလေးကိုသာကျန်ရှိတော်ပြီးအဆိုပါစခန်းများမှာဥက္ကယထဝေါ်လီဘူဟာကိုတည်တဲ့လေစခန်းထိကပလေစခန်းတို့ဖြစ်ကြောင်းသိရှိရသည်။ KNU ကမတ်လဧပြီလနှင့်မေလအတွင်းတွင်ထိုင်းမြန်မာနယ်စပ်အနီးမှာစစ်ကောင်စီပုလူတူခလေတီတခေါ်ပြီးခီမော်ဖာသူစခန်းတာလေစခန်းများမေလပလက်တူမော်ခီဘီရင်နောင်စခန်းကို ကနေလီစကန်နဲ့ရွှေမြိုင်တက်စကန်တို့ကိုဆက်လက်တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပြီ။ရှမန်နေဇွန်လ3ရက်နေ့တွင်ဒေဘောဘူစကန်ကိုရရှိခဲ့ခြင်းဖြစ်သည်။2022ခုနှစ်မေလအတွင်းကလည်းဒေဘောဘူစကန်ကိုကော်ရာစစ်ကြောင်းနှင့်ပိုအဲဆေးဝါးဥဆောင်သောတော်လင်တက်များကပထမအကြိမ်တိုက်ခိုက်သိမ်းပိုက်ခဲ့မှုသည်။ ဆလတ်တင်ဆက်ပေးမယ့်တဲ့ရင်အကြောင်းအရာကတော့ FPV drone အနေနဲ့ရှိနေပြီးလေရင်နဲ့ရဟရင်များကိုလေရင်ကိုယ်တော်များတွင်လုံခြုံစွာသိမ်းဆည်းထားရန်ဂျမန်နှင့် drone ကများကိုစဉ်ဆက်မပြတ်ဆက်စည်ရန်ညွှန်ကြားဆွဲတဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ ကချင်ပြည်နယ်ဗမော်မြို့နယ်ရွှေကိုမြို့တို့တွင် FPV First Person View Drone များဖြင့်စစ်ရဟရဲ20ကို KNA ကဖျက်ဆီးခဲ့ပြီးနောက်လေတပ်များတွင်ရဟရဲနှင့်တိုက်လေယာဉ်များကိုလေယာဉ်ကိုယ်တော်များတွင်လုံခြုံစွာသိမ်းဆီးထားရန်ဇန်မာနှင့် Drone ကောက်များကိုစဉ်စမပြတ်စစ်ဆေးရန်လေတပ်အတွင်းညွှန်ကြားထားကြောင်းသိရှိရသည်လေတပ်များတွင်တိုက်လေယာဉ်များနှင့်ရဟရဲများကိုလေ့ကျင့်ပြန်နှံ့မိချိန်စစ်ဆေးရေးပြီးဆုံးချိန်များတွင်လေယာဉ်ကိုယ်တော်ရုံများအတွင်သို့ထိကြစွာစနစ်တကျသိမ်းဆီးရန်နာထားရန်ပြင်ပတွင်အချိန်ကြာမြင့်စွာ င်နာခြင်းများမပြုလို့ရညွန်ကြလာကြောင်းအဆိုပါညွန်ကြားချက်မှာကချင်ပြည်နယ်ရင်း KIA ကစစ်ရဟင်ရင်နစီကို FPV drone များဖြင့်တိုက်ခိုက်ဖျက်ဆီးခဲ့သောဗီဒီယိုထွက်ရှိလာပြီးနောက်ရင်းခဲ့သို့ညွန်ကြားလာခြင်းဖြစ်ကြောင်းသိရှိရသည်။ တိုက်လေရင်နဲ့ရဟယင်များထားရှိမည်လေရင်ဟန်ခါတူလောင်ရှုံများကိုပုံတန်ခံနိုင်မှုရှိမရှိကြံ့ခံမှုရှိမရှိဆက်စေးရန်လေတဲ့များတွင်ဂျမ်းမာများဒရုန်းကများအမြဲလုလုနေစေရန်နေစဉ်ဆက်စေးမှုများကိုပုံမတင်းတင်းကြပ်ကြပ်ဆောင်ရွက်ရန်ညွှန်ကြားချက်တွင်ပါရှိသည်ဟုသိရသည်ညွှန်ကြားချက်ကိုမလိုက်နာပေပေါ်ရုံမှုများလေရင်နဲ့ရဟယင်များတိုက်ခိုက်ပျက်စီးခဲ့ရပါကသက်ဆိုင်ရာတာဝန်ရှိသူများအလုံးအရေးယူခံရမျိုးညွှန်ကြားချက်တွင်ဖော်ပြထားကြောင်းသိရှိရသည်ကချင်ပြည်နယ်ဗမော်မြို့နယ်တွင်ရှခင်မေလာတွင် KIA UAE က FPV drone များဖြင့်စစ်ရဟင်းနှစီကိုတိုက်ခိုက်ဖျက်ဆီးခဲ့ပြီးစစ်တပ်ဘက်မှစစ်ကူတွားရောက်ခဲ့သောပြူဟာမှုနှင့်အဖွဲအပါဝင် အနည်းဆုံးအရာရှိနှင့်၁၃၅ဦးထပ်မံနေသေးဆုံးခဲ့သည်ဆလဘီမြင်းချက်မျိုးနေရှိ PDF gate ကိုစီးနှင်စူးစမ်းနေသောစစ်ကြောင်းအထင်အရေးပြန့်ဆုံးဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ မန္တလေးတိုင်းမြင်းချံမြို့နယ်6မိုင်ခန့်အကွာရှိ PDF ဂိတ်ကိုစစ်ကြောင်းထိုးလာသည့်စစ်တပ်နှင့်ပြူစောထေးများကိုတော်လင်းတပ်များကခိုးကန်တိုက်ခိုက်ရာစစ်ကြောင်းထေးနာရီပြန်ဆုတ်သွားကြောင်းမြင်းချံခရိုင်အမှတ်၁၈၄ရှေ့ဒရုန်တပ်ဖွဲ့တာဝန်ရှိသူကလူတို့နှွေသူပြောသည်ဇွန်လ၂ရက်နေ့နဲ့6နိုင်ခန့်တွင်တရင်ဖို့ရွာရှိ PDF စစ်စီဂိတ်သို့စစ်ကောင်စီတပ်နှင့်ပြူစောထေးများရောက်ရှိလာပြီးနောက်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည် သူတို့ကအင်အား90ဝန်းကျင်လောက်ရှိမယ်။မနေ့ကကျွန်တော်တို့ဒရုန်းအဖွဲ့တွေခြာပြီးမကြောက်ပြန်ပြေးတာပဲ။လက်နက်ကြီးတွေကတော့ပြစ်နေတာတွေရှိတယ်ဟုအထက်ပါတာဝန်ရှိသူကတရင်းပေါ်ရွာတိုက်ပွဲအခြေအနေကိုပြောပြသည်။၎င်းကဆက်လက်၍သူတို့နေမြေကတော်တော်ကျဉ်းနေပြီလေ။ဒါကြောင့်နေမြေစမ်းချေတာဟုပြောသည်။ ထိုတိုက်ပွဲတွင်စစ်ကောင်စီနှင့်ပြူစော်တီ20ဦးထက်မနည်းသေဆုံးဒဏ်ရာရရှိကြောင်းတော်လိုင်းဖွဲ့များကထုတ်ပြန်ထားသည်။ထို့သောလူမှုຫນွေဦးကတေးချတီပြူနိုင်ခြင်းမရှိပေ။စောက်ခွာထွက်ပြေးသွားသည့်စစ်ကောင်စီနှင့်ပြူစော်တီတို့သည်ပြည်သူများထံမှဆိုင်ကယ်များနှင့်အဖိုးထံပစ္စည်းချို့ကိုလူရဲယူဆောင်သွားခဲ့ပြီးလေသိပ်ရွာ၌ဝေစုခွဲယူခဲ့ကြောင်းသိရှိရသည်။ လေတက်ကမြင်းချံမျိုးထွက်မှရှိတဲ့ရွာပြူရွာလိုဖြစ်နေတာဗျအဲ့ဒီမှာသူတို့ရဲ့အထိုင်းစကန်ရှိတယ်အဲ့ဒီမှာဝေစုခွဲပြီးမြင်းချံနဲ့ပြန်ဝင်သွားတာဟုမြင်းချံမျိုးစစ်ဘက်တရင်ရင်မြက်ကပြောဆိုသည်တိုက်ဝဲချံမြင်းချင်းစေနိုင်ခန့်တွင်ကာကွယ်ရေးတပ်ဖွဲ့ဝင်တို့ကြာဆုံးက6ဦးခန့်ထရန်ရရှိခဲ့သည်ဟုသိရသည်စစ်ကောင်စီနဲ့ပြူစော်တွေပူးပေါင်းတက်စစ်ကြောင်းထိုးလာမှုကိုအညာဒေသတော်လိုင်းအင်အားစုရွှေချန်သာငကန်နီ MP9 ပြည်သူ့ကျေးတပွဲမြင်းချံမျိုးနဲ့ပကဖာမြင်းချံခိုင်ဒရုန်းတပ်ဖွဲ့မြင်းချံခိုင်တရင်နဲ့ဟူဖ် ွာရီလ4နေ့မြင်းချန်ခန့်အမှတ်3ဒရုန်းတရင်လက်ယုံတက်တို့ပူပေါင်းတိုက်ခတ်ခဲ့ခြင်းဖြစ်သည်မီလ15ရက်ကစာရင်မြင်းချန်ခရိုင်မှာတော်လင်တပ်ဖွဲ့များ၏ကိုမြင်းဆောင်အညာမြေစစ်စင်ရေးကိုမြင်းချန်နထိုကျေးတောင်တောင်ငန်းစုမြို့နယ်တို့မှာစစ်ကောင်စီကိစ္စကံများနဲ့တိုက်ခတ်ခဲ့သည် မေလ19ရက်ဒီစစ်ကောင်စီဘက်မှတိစုံသူ90ထက်မနည်းရှိကလက်နက်28နဲ့သိန်းစီရရှိကြောင်းကိုမြင့်ဆောင်ညာမြေစစ်စင်ရေးကထုတ်ပြန်ထားတဲ့ထိုးစစ်စင်ရေးတွေဆက်လက်ကောင်းထဲပေါ်နေကြောင်းလဲဒေတာရင်းကောင်ရေးတပ်ဖွဲ့တောင်းရှိသူများကအသိပေးထားတယ်ဆလတ်တင်ဆက်ပေးမယ့်တဲ့ရင်အကြောင်းအရာကတော့ ERO နိုင်ငံကကိုင်းပြီးတရုတ်ကိုတံပြန်မှုလိုပြီးဆိုတဲ့သတင်းဆောင်ပါပဲဖြစ်ပါရဲ့ရှင်။ တရုတ်ထူးတန်နမန်တင်ရင်ချင်းမှာကချင်နှင့်ရခိုင်တော်လိုင်းတက်များအောင်၎င်းတို့၏ပိုက်လိုင်းများတလျှောက်အထူးသဖြင့်ဗမော်နှင့်ကြောက်ဖြူတဝိုက်ထိုးစစ်မစင်ကြရင်ပြောလာသည်ကိုအဆိုပါဖွေများနှင့်နေဆက်သောတရင်ရက်ကွက်များအောက်ကိုကားပြီး AR တရင်နှင့်ဖော်ပြလာသည်ထိုးသူရက်တက်မြေဆိုကရှေးလျှောက်ဆက်စင်တုံးမြင့်သွားမျိုးမလုံးပေးလာခဲ့သည်ဆိုလိုသည်ကလိုအပ်သောဆက်လက်နေပစ္စည်းများပတ်မိုးပေးသွားမည်သဘောပင်ဖြစ်သည်တရုတ်သည်မြန်မာတွင်အစ်စ်မှန်ငင်းချင်းရရှိရတဲ့အချင်းချင်းအမြဲလိုရန်ဆောင်နေကြကချိနဲ့နေသည့်နိုင်ငံအဖြစ်သာ ရှိနေစေပြီး၎င်းတို့လိုအပ်သမျှထုံထုပ်ယူငင်သွားနိုင်မှုသာအလေးထားလှူဆောင်နေသည်ကထင်ရှားတဲ့ထင်ရှားလာနေသည် ၎င်းတို့လိုအပ်နေသည့်ထက်အလွန်ကျွံလှုပ်လာသောကိုကန့်အဖွဲ့ကိုငြိမ်းချသွားအောင်လုပ်နိုင်ခဲ့သည်ထို့သူလို့ရမရသောကချင်နှင့်အရခအဖွဲ့များကိုမူတလီတစားဆက်ဆံပြပြီးအပြိုဆွဲဆွဲလာနေသည်အပြစ်ခတ်ရစေရအတွက်ဆွေးနွေးပေးနေသည်ဟုစစ်အုပ်စုကြီးနဲ့အောင်လဲမလုံပေးနိုင်အောင်မည်ဖြစ်သည်တရုတ်သည်လူမျိုးစုလက်နက်ကန်ဖွဲ့စည်းများကိုသွေးခွဲသည်နှလန်သွန်းပြူဟာကိုကျင့်သုံးလာနေသည်ကိုတွေ့လာရသည်၎င်းတို့အတွက်မဟာပြူဟာအရာလွန်စွာလိုအပ်နေသောမြေရှားတပ်တွင်များအဆက်မပြတ်ရရှိရင်းနှင့်ရင်းနှုတ်အားတကားမှုကြီးများတပ်ဖွဲ့ထိန် င်သိမ်းထားသည့်တိုင်းဒေသအဖွဲ့များနှင့်စစ်အုပ်စုအားလည်းတရားဝင်အသိအမှတ်မပြုမြောင်ရှောင်ရှားခဲ့ခြင်းဖြစ်သည်ဟုတရုတ်ရေရကျွမ်းကျင်သူသူတည်သည့်အသေနာအန်ဝါကအီယာရီတွင်ဆောင်းပါးရေးသားလာသည်တိုင်းဒေသအဖွဲ့များသည့်အဆိုပါမြေရှားတပ်တို့များထုတ်ယောင်ခြင်းဖြင့်ငွေရှာနေမည်ဆိုကတရုတ်ပေါ်အလွန်ကျွမ်းမိကိုနေရသည့် sub contractor များအစဉ်ထက်တက်လာမည်မဟုတ်သတိပေးလာခဲ့သည် ထို့အပြင်မှရှုံထွန်းနိုင်ရန်၎င်းတို့၏အယောင်ဝဲဆန်သောသဘောတူညီချက်များနှင့်တင်းတိမ်နေ၍မရတော့ဘဲရေရှည်တည်တတ်မည့်မဟာပြူဟာနှင့်မူများချမှတ်တော်ရတော်မည်ဖြစ်သည်။ထို့သောချမှတ်နိုင်အောင်တွင်းထွက်သည့်ရန်စာတများစီမံထိန်ချုပ်မှုအကောင်ပြုလုပ်ရမည်။သဘောမပတ်ဝန်းကျင်နှင့်လှုပ်သားများအားအကာအွယ်ပေးမည့်တရုတ်စီမံများအကောင့်ထည့်ဖို့ရန်နှင့်တရုတ်ကုမ္ပဏီများနှင့်ပုံမှုပွင့်လင်းမြင်သာပင်တရားမျှတသောစီရင်ချက်များရရှိအောင်ဆွေးနွေးတော်ရန်တို့ဖြစ်သည်။ အရင်းမြစ်များထိန်းချုပ်ထားနိုင်ရုံလောက်ဖြင့်ရေရှည်သွားနိုင်မည်ဟုမှတ်ယူသိမ်း၎င်းအစားပြည်ရင်းပြည်ပနိုင်ငံရေးရာတရားဝင်မှုကိုပုံမှုကျေပြန့်စွာဆောင်ရွက်နိုင်ရန်အတွက်အခြေခံအုတ်မြစ်တစ်ခုဖြင့်မှတ်ယူရပါမည်။ အပြုသဘောဆောင်မီငင်းချင်မျိုးရရှိအောင်နေလည်းများရှာဖွေလှုံ့ဆော်သွားရမည်ထို့အတွက်ဖက်ဒရယ်စနစ်တန်းသူညီများမှုရေရှိတည်ရက်မြင့်တည်ငြိမ်မှုများပေါ်အခြေခံပြီးအပီးပြက်ဖြေရှင်းနိုင်ရန်ကြိုးပမ်းသွားရတော်မည်ဖြစ်သည်ဤဒီကလည်းမြန်မာ၏အနာဂတ်အတွက်လွန်စွာရေးပါနေသည်မြေရှားတပ်တို့များသည်ကြောက်စိမ့်ကဲ့သို့တာမန်တွင်ထက်ပစ္စည်းများမဟုတ်ဘဲတရုတ်တို့မဟာဗျူဟာအရရယူလိုသည့်တွင်ထက်များဖြစ်နေသည့်အတွက်တိုင်းရင်းသားအဖွဲ့များအတွက်အပေးအယူလှုံ့ဆော်ဘူမိနိုင်ငံရေးတွင်အရေးပါသည့်အနေအထားတွင်ရှိနေစဉ်အသုံးချစရာဖြစ်လာသည် ည်ဤအားသာကြတဲ့ထက်မြက်သောနှစ်ဖက်သွားသားတစ်ဆောင်နဲ့တူသည်၎င်းသည်ရေတူကိုပိုင်အုပ်ချုပ်ခွင့်နှင့်အာဏာကိုပေးဆပ်နိုင်စမ်းရှိတော်လဲတရုတ်ဤချဲလဲမှုစီးပွားရေးမိခိုနေရမှုနှင့်တရားဝင်မှုဆိုင်ရာအကြက်တဲများကိုပုံမနဲ့ဆိုင်လာစေနိုင်သည်တိုင်းရင်းသားအဖွဲ့များအတွက်လမ်းဆောင်လမ်းကွာသို့ရောက်လာနေပြီဖြစ်သည်တရုတ်တို့လိုအပ်သမျှထုတ်ရောင်းပေးမိခင်မှုကြီးများသည်ပွဲဆက်ရှိနေပြီလို့နိုင်ငံရေးအရတရားဝင်မှုနှင့်တည်ထောင်ခိုင်မြဲမိငြိမ်းချမ်းရေးကိုရရှိရန်ကြိုးပမ်းမည်လို့ဆိုသည်ကိုရွေးချယ်ရတော်မူဖြစ်သည် ပွင့်လင်းမြင့်သာသောစည်းမျဉ်းမှုပေါင်းများချမှတ်ခြင်းအလုသမားနှင့်တဘာဝပတ်ဝန်းကျင်စံချိန်စံညွန်များပြဋ္ဌာန်းခြင်းနှင့်တာဝန်ယူမှုရှိသောတည်ရန်စာတမ်းများစီမံခန့်ခွဲမှုကိုပြသခြင်းတို့ဖြင့်တိုင်းဒေသလက်နက်ကိုင်အဖွဲ့အစည်းများတိုင်းဒေသတော်လှန်ရေးအဖွဲ့အစည်းများ၏ကုန်သိခါကိုမြှင့်တင်ပေးနိုင်မည်မည်။၎င်းသည်ဒေသခံပြည်သူများအတွက်သာမကကျင်းဝတ်သိခါရှိသောထောက်ပံ့ရေးကွင်းဆက်များကိုပါရှာဖွေနေသည့်နိုင်ငံတကာအစုရှယ်ယာရှင်များနှင့်မှပုံမုံယုံကြည်မှုရရှိစေမည်ဖြစ်သည်။ထို့မှတစ်ဆင့်နိုင်ငံတကာအသိမှတ်ပြုမှုအကူအညီများ ရရှိနိုင်မှုနှင့်နိုင်ငံရေးဆွေးနွေးပွဲများတွင်ပါဝင်ခွင့်ရရှိခြင်းစသည့်အခွင့်အလမ်းများကိုဖွင့်လှစ်ပေးနိုင်မည်ဖြစ်သည့်ထို့သောပြောင်းလဲမှုမရှိပါကတည်ရန်စာတကြွယ်ဝမှုသည်လောက်ရင်တပွဲဖြစ်လာနိုင်သည်အကျိုးမြတ်ရသောလေချုံနောင်ခံရတဲ့ကဲ့သို့ဖြစ်နေသည်နောက်ဆုံးတွင်စာအစစ်မှန်သည်ထုတ်ယူသည့်အရာနိုင်မဟုတ်ဘဲတိဆောက်သည့်အရာနိုင်တရှိသည်ဟုအကြံပြုဖော်ပြထားသည်ပြည်သူတို့၏တရားသောတော်လှန်ရေးမုတ်ချအောင်ရမည်